မိုးကတဖွဲဖွဲရွာနေပြီးလေကတစ်ပင်တွေကိုခွတ်ခနဲခွတ်ခနဲတိုက်ခတ်နေတယ်ကိုအောင်တယောက်မိုးရေဆူရွှဲပြီးအေးစိတ်နေတဲ့ခနာကိုနဲ့လမ်းပြောင်နေတာကြာလာပြီးညနေလေးလေးလမ်းတွေကပိုပြီးမောင်မဲလာလေးလေးပါပဲရုတ်တရက်သူ့ရှိမှမီးအောင်မိန်မိန်လေးတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့တောအုံနကြီးထဲမှာတကိုယ်တည်းမမကြီးရဲ့နေတဲ့အင်အိုကြီးတစ်လုံးရဲ့ပြတင်းပေါက်ကနေထွက်နေတဲ့မီးအောင်မှာအင်အိုကြီးကကြောက်စရာကောင်းတော့အောင်ပျက်စီးရွေးနေတယ် အုံနယ်ရံတွေမှာအကွဲကြောင်းတွေမော်ပင်တွေနဲ့ဖုံလွှမ်းနေပြီးပြက်တင်းပောက်တွေမှာလည်းဖုံတွေပင့်ကူအိမ်တွေနဲ့ပြည့်နေတယ်။ကိုအောင်ဟာအေးစိတ်နေတဲ့ခနာကိုကိုနှွေးထွေးစီဖို့နဲ့မိုးတံကခနာလောက်ရှောင်ရှားဖို့အတွက်အေယိုကြီးတဲ့ကိုဝင်ဖို့ဆုံးဖြတ်လိုက်တယ်။တကားအိုကြီးကိုတွန်းဖွင့်လိုက်တာနဲ့တချွိခန်းနဲ့အတန်ထွက်လာပြီးအေယိုကြီးရဲ့အေးစိတ်နဲ့လေတုကသူ့ကိုကြိုဆိုလိုက်တဲ့မောင်မဲနေတဲ့စင်ကြမ်းလန်းတစ်လျှောက်မှာလေတုတန်တွေအကွဲတန်တွေနဲ့တရိစံငယ်လေးတွေရဲ့ချစ်တန်တွေကလွဲရင်တိတ်ဆိတ်နေတယ်။ ကိုအောင်ဟာလက်နက်တမီလေးကိုထုတ်ပြီးစင်ကြလန်းတလျှောက်ရှောက်သွားလိုက်တဲ့နေရနေမှာကတ်ထားတဲ့ပုံတူပန်ချီကားတွေကမှောင်မဲနေတဲ့အခန်းထဲမှာသူ့ကိုစူးစိုက်ကြည့်နေတယ်လို့ခံစားရတယ်။ရုတ်တရက်သူ့နာထဲကိုတိုးညှင်းတဲ့အတန်လေးတစ်ခုကြားလိုက်ရတယ်။ကုညီပါ။ကုညီပါ။လို့တိုးတိုးလေးပြောနေတယ်လို့ပဲအတန်ကအပေါ်ထက်ကလာနေရကြောင်းကိုအောင်ဟာလက်နက်တမီလေးကိုကင်ပြီးလှေကားထစ်အိုကြီးတွေပေါ်ကိုတက်သွားလိုက်တယ်။လှေကားထစ်တွေကအကွင်းနေပြီးတက်တဲ့အခါတိုင်းတချွတ်ချွတ်အတန်တွေထွက်နေတယ်။ အပေါ်ထက်ကိုရောက်တော့အခန်းတကားတစ်ချက်ကနေအတန်ထွက်နေတာကိုတွေ့လိုက်ရတယ်။တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တော့အခန်းထဲမှာအလေးအောင်မိမ့်မိမ့်လေးတစ်ခုနဲ့အတူမိန်းကလေးတယောက်ရဲ့ဝိညာဉ်ကိုတွေ့လိုက်ရတယ်။ဝိညာဉ်ဟာငိုကြွေးနေပြီးသူ့ရဲ့မျက်လုံးတွေကဝမ်းနဲ့ပလက်နဲ့နာကျင်မှုတွေပြည့်နှက်နေတယ်။ကျမနာမယ်ကမေရီပါဒီအိမ်မှာကျမချစ်သူကကျမကိုတက်သွားခဲ့တာပါ။ကျမရဲ့ဝိညာဉ်ကဒီအိမ်မှာပိတ်မိနေပြီးငြင်းချမ်းစွာမသွားနိုင်ဘူး။ကျမကိုကူညီပေးပါလို့မေရီကပြောတယ်။ကိုအောင်ဟာကြောက်လန့်တုန်လှုပ်သွားပေမဲ့မေရီရဲ့ဝမ်းနဲ့ပလက်ဖြစ်နေတဲ့မျက်လုံးတွေကိုကြည့်ပြီးမငြင်းဆန်နိုင်ခဲ့ဘူး။ သူဟာမေရီကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်မေရီကသူ့ရဲ့ချစ်သူနာမည်ကဂျွန်ဖြစ်ပြီးသူ့ရဲ့အခြေအကဘလို့ပျက်စီးခဲ့ရဆိုတာကိုပြောပြတယ်ဂျွန်ဟာမေရီကိုတတ်ပြီးတဲ့နောက်မှာအိမ်ကနေထွက်ပြေးသွားခဲ့တယ်ကိုအောင်နဲ့မေရီတို့ဟာဂျွန်ကိုရှာဖွေဖို့နဲ့သူ့ကိုတရားစီရင်ဖို့အတွက်အတူတကော調査ခဲ့ကြတယ် သူတို့ဟာအိမ်အိုကြီးရဲ့ချိုးအချက်တွေကိုရှာဖွေပြီးဂျွင်ရဲ့အရေးအယောင်တွေကိုလိုက်ရှာခဲ့ကြရတယ်။အိမ်အိုကြီးရဲ့မြေအောက်ခန်းထဲမှာဂျွင်ရဲ့ပစ္စည်းတွေကိုတွေ့ခဲ့ရပြီးအဲ့ဒီပစ္စည်းတွေကဂျွန်ဟာမေကိုတက်ခဲ့ရဆိုတဲ့တသက်အထောက်ထားတွေပါနောက်ဆုံးမှာတော့သူတို့ဟာဂျွန်ကိုမြို့ဆွန်ဖျားကစွန့်ပစ်ထားတဲ့စစ်ရုံဟောင်းတစ်ခုမှာရှာတွေ့ခဲ့တယ်။ ဂျွန်ဟာမေရီကိုတက်ခဲ့တဲ့သူ့ရဲ့အပြစ်တွေကိုဝန်ခံခဲ့ပြီးနောက်တရနေကြောင်းပြောတဲ့ရဲရီရောက်လာပြီးဂျွန်ကိုဖမ်းသွားခဲ့တယ်။မေရီရဲ့ဝိညာဉ်ဟာငြင်းချမ်းသွားပြီးကိုအောင်ကိုကျေးဇူးတင်စကားပြောပြီးနောက်မှာအလင်းအောင်တွေကိုပျောက်ကွယ်သွားခဲ့တယ်။ကိုအောင်ဟာအေယိုကြီးကနေထွက်လာပြီးမိုးရွာထဲကိုပြန်လျှောက်သွားခဲ့တယ်။သူဟာမေရီရဲ့ဝိညာဉ်ကိုကူညီပေးနိုင်ခဲ့တဲ့အတွက်ဝန်ဒါဘီဒီဖြစ်ခဲ့ပေမဲ့အေယိုကြီးရဲ့ကြောက်မဖွဲရအတွေ့အကြုံကိုတော့ဘယ်တော့မှမမေ့နိုင်တော့ပါဘူး။ကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။